အမျိုးသားတွေက စိတ်ပင်ပန်းမှုများတယ်စိတ်ဖိစီးမှုများတယ်เนาะအဲဒီလိုလက္ခဏာတွေဖြစ်လာပြီးဆိုလို့ရှိရင်ဒီအမျိုးသားတွေမှာ ရှိတဲ့အဲတက်စတိုရောဟော်မုန်းဆိုတာကြာတက်တယ်နောက်တစ်ခုကကြတော့အညောင်းထိုင်တာအညောင်းမိတာအဲအဲ့လိုလူမျိုးတွေကဘယ်လိုလူမျိုးတွေများလဲဆိုတာဆိုင်လုပ်ငန်းလုပ်တဲ့သူတွေကားမောင်းတဲ့သူတွေရုံးလုပ်ငန်းလုပ်တဲ့သူတွေအထိုင်များတဲ့အလုပ်တွေကိုလုပ်ရတဲ့သူတွေမှာလည်း ဒီလက္ခဏာတွေကြာလာလို့ရှိရင်ဒီလက္ခဏာတွေကြောင့် testosterone hormone ကျတက်တယ်။အဲ့ testosterone hormone ကျခြင်းရဲ့နောက်ဆက်တွဲကဘယ်လိုဟာမျိုးလဲဆိုလို့ရှိရင်အဲအဲ testosterone hormone ရဲ့ကျခြင်းဒီ ွားနောက်ဆက်တဲ့လက္ခဏာကဘာလဲဆိုရင်အမျိုးသားတွေမှာပန်တီပန်ညိုလက္ခဏာကိုဆိုင်းကိုပြလာတတ်တယ်เนาะအားကြောင့်မို့အမျိုးသားတွေတော်တော်များများမှာเนาะဒီလက္ခဏာတွေဖြစ်တယ်ဆိုတာကိုကြုံတွေ့ရတယ်တချို့အဲတချို့တွေကြတော့ဒီဘီယာအရက်တွေတောက်တာစိတ်လေးတောက်တာကိုးစားတာဒီလိုလက္ခဏာဓာမျိုးတွေသုံးဆွဲရင်လေဒီဟော်မုန်းကြတတ်တယ်တချို့အမျိုးသားတွေကဓာမျိုးတွေတော့မလုပ်ဘူးဒါပေမဲ့ခန္ဓာကိုယ်မှာညီမျှတဲ့အာဟာရဓာတ်ကိုမစားတော့ပေးတာ ာရဲ့အချိန်မမှန်တာရဲ့ခုနကပရက်ရှာတွေများတဲ့လက္ခဏာတွေကြုံလာရင်လည်းဒီတက်စတိုရုန်းဟော်မုန်းကျတယ်တက်စတိုရုန်းဟော်မုန်းကျပြီဆိုတာနဲ့အမျိုးသားတွေအာဒီပန်ဒီပန်ညို လက္ခဏာဆိုင်းကိုပြလာတယ်စွမ်းဆောင်ရည်ကျလာတယ်အိမ်အောင်ပတ်နဲ့အတူနေတဲ့နေရာမှာကိုကထင်တယ်လို့ခီးမပေါက်တဲ့လက္ခဏာတွေကို ကြုံတွေ့ရတယ်ဒါကိုမိတ်ပြောတဲ့အရာကိုကျမ်းမာရေးရှုထောင့်အမြင်နဲ့ပဲကြည့်ပြီးပါဒါကျမ်းမာရေးဟိုပေါ့နော်ရှုထောက်ကနေပြီးတော့ မိကပြောချင်းဖြစ်တယ်เนาะအဲတချို့ဆိုလို့ရှိရင်မိကိုလာပြီးတော့ဗောနော်အာစကားတွေလာပြီးခုနေဖြစ်တာရှိလို့အဲ့ဒါကြိုပြီးတော့ပြောထားတာအမျိုးသားတွေဒီလိုခနာကိုမှာဒီလိုဆိုင်းပြပြီးဆိုတဲ့ဟိုကခနာကိုအင်းအားချို့တဲ့လို့ ဒီခန္ဓာကိုယ်အင်အားချော့တဲ့ပြီဆိုရင်ဘယ်လိုပြောမလဲဆိုလို့ရှိရင်ခန္ဓာကိုယ်မှာခန္ဓာကဖြစ်တဲ့လက္ခဏာဖြစ်လာတာအဲ့ဒါကြောင့်မို့မျိုးသားတော်တော်များများကိုမယံကျမ်းမာရင်းနဲ့ညီညွတ်တဲ့အစာအတော့တွေဖြည့်ဆွက်စာတွေလေ့ကျင့်ခန်းတွေလုပ်စီခြင်းတွေတချို့ကမဟုတ်ဘူးတမဲကောင်းလိုချင်တယ်ကိုဖြစ်နေတဲ့လက္ခဏာတွေတမဲကောင်းတဲ့ကုလူများတချို့ကလာမေးတယ်မိမမျိုးသားနဲ့ပတ်သက်လာလို့ရှိရင်လိန်စေးနဲ့တောက်စီနှစ်မျိုးပဲရှိတယ်လိန်နာကမျိုးသားအင်္ဂါကိုလိန်နဲ့ မိန်းဆက်စီရန်ရှိသလိုတောက်တာကခန္ဓာကိုယ်ကိုဖြည့်ဆက်စာရှိတယ်။ဒီလိုသုံးပြီးပို့ထရတယ်ဒီလိုမျိုးလဲသုံးမယ်။ကျန်းမာရေးကိုလည်းကိုကလိုက်စားမယ်ညင်ညွတ်တဲ့အဟာရဖြည့်ဆက်စာတွေကိုစားတော့မယ်ဆိုလို့ရှိရင်ဒီလိုဆေးမျိုးတွေကိုရှည်ရှည်အကြာကြီးသုံးစရာမလိုဘူး။ခန္ဓာကဖြစ်နေတဲ့လက္ခဏာတွေကိုလည်းရောကြစေမယ်။အရှင်းပြောက်ဖို့ဆိုတာကတော့ကိုယ့်ဘက်ကနေပြီးအများကြီးအားစိုက်ဖို့လိုအပ်တယ်။ကျန်းမာရေးနဲ့ညီညွတ်အောင်နေဖို့လိုအပ်တယ်။တချို့ကဘလောက်တော့မှလည်းဘယ်န ဘူးတောက်ရမှာလေလာမင်းနေတယ်ကို့ပေါ်မှာပဲမူတည်ပါတယ်ဒါလေးကိုစိတ်ဝင်စားရင် Viber နံပါတ်နဲ့လာပြီးတော့စုံစမ်းပြီးပါအားလုံးပဲ